စီးပွားရေးကုမ္ပဏီပေါင်း45ခုပါဝင်မဲ့ပြစ်စမအကြိမ်မြောက်အလုတ်ကန်အခွင့်လန်းများပြပွဲကိုအခုလ22ရက်နေ့မှာတက်မတော်ခမ်းမမှာကျင်းပသွားမှာဖြစ်ပါတယ်။ဥဆိုခေကသတင်းပေးပို့ထားပါရရှင်။အဲ့ဒီပြပွဲကိုအလုတ်ရှာဖွေနေတဲ့လူငယ်လူရွယ်တွေအတွက်အလုတ်ကန်အခွင့်လန်းများပုံမူရရှိနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံစွန်ဦးတီထွင်လုပ်ငန်းရှင်များအတင်းကကျင်းပခဲ့တာပါ။ဒီစကူရနေကြားလာပြီကြားပြီဆိုတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒါဆိုရင်တော့၅ချိန်လောက်ဖြစ်သွားပြီလို့တာ ဒီအလုပ်ရှာတဲ့လူတွေနဲ့ကျွန်တော်ဒီကုမ္ပဏီကိုချိတ်ဆက်ပေးတယ်။ချိတ်ဆက်ပေးခြင်းလဲဆိုတော့တနေရာထဲမှာအချိန်ကုန်လဲတက်တာလဲငွေကုန်လဲတက်တာလဲဟိုတစ်ခါတည်းတိုက်ရိုက်ထိပ်ပြနိုင်တယ်ခွင့်ရစီခြင်းလို့ကျွန်တော်တို့အဲ့ရွယ်ချင်းနဲ့လုပ်ပေးရမှာ။ပြီးခဲ့တဲ့၄ချိန်မြောက်အလုပ်ကန်ခွင့်လန်းပြပွဲများမှာလူငယ်တွေ2000ခွဲကျော်လောက်လာရောက်ခဲ့ပြီး20ရာနှုန်းလောက်အလုပ်ခန့်ထားပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ကျမတော့ဒါလူတွေကလုပ်ခွင့်ခွင့်လောင်းကြပဲဆိုတော့ဘာမှမသိကြဘူး။အဲကျွန်တော်တို့ကဒီလိုမျိုးလုပ်ရတယ်ဆိုတော့သူတို့ကိုစပြီးတော့ ပြီးလိုက်တာပေါ့ကွန်ပီတီရှင်ပြီးလိုက်တဲ့အချိန်မှာစလာတဲ့ပထမဆုံးတော့စလာတဲ့ရှောက်ကြတယ်ပေါ့အဲလူတောင်းကြော်လာတယ်ဒါပေမဲ့အလုပ်ရရှိမှတန်းပစံတော့လာကြဒါပြန်ပြိုးတဲ့ဟာသိရပေါ့ဒါပေမဲ့နောက်တစ်ဆင့်တစ်ဆင့်ကျွန်တော်လုလာတဲ့အချိန်မှာခုနကလို့10 to 15လောက်ဖြစ်လာဟိုကြာပဲခိုင်းလုံးလေးရပြီမဆိုးဘူးပေါ့အခုဆိုရင်နောက်ဆုံးလို့သွားတဲ့ဟာဆိုရင်20 20 25%ဆိုတော့နောက်တစ်ခုကအခုနောက်ပိုင်းမှာလူတွေကဘာလဲဆိုတော့လုတ်ကြိမ်ပြောင်းလို့လာတဲ့လူကတကယ်လို့ရှောက်မလို့လာတော့ ဆက်ဆက်လုံးလုံးကလူတွေအုံးထားနေတဲ့အချိန်မှာဘာလဲဆိုတော့သူတို့ကလာကြည့်ဘာမှမသိလို့လာကြည့်ရနေများတယ်အခုတော့တကယ်လှုပ်ရှားတဲ့လူတွေလာတယ်လူတွေလည်းကြည့်တယ်အရင်သက်ဆာရဒါလေးကကျွန်တော်တို့အောင်မြင်မှုတွေပြောတယ်အလုတ်ကန်ခွင်လန်းပြပွဲကိုမေလ22ရက်ကနေ24ရက်နေ့ထိတက်မတော်ခမ်းမမှာကျင်းပသွားမှာဖြစ်ပြီးပြခမ်းပေါင်းတရာကျော်ပါဝင်မယ်လို့သိရပါတယ်ခင်ဗျာ ကျွန်တော်ဇော်ဖေးသတင်းပေးပို့ထား